မင်္ဂလာပါရှင်ရှမ်းကူမီဒီယာကကြိုဆိုပါရစေကလောမျိုးနိုင်63ချိန်မြောက်အစိုးရပါဠိပထမပြန်ဆောင်မေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးအစည်းအဝေးပြုလုပ်တဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင် ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့နယ်တွင်63ကျိန်မြောက်အစိုးရပါဠိပထမပြန်ဆောင်မေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်အစည်းအဝေးကိုယမန်နေ့မွန်လွဲ၂နာရီကကလောမြို့မြို့လယ်ဓမ္မယုံ၌ကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားကိုနမောတတ္တ3ကျိန်ရွဆုဖရာကတော်ရွေးဖွင့်လိုက်ခဲ့ပြီးကလောမြို့သာသနာ့ဝေပုံလာဘောဓိကုံပရိယတ်တိစာတင်တိုက်ဆရာတော်ဦးဥတ္တမနန္ဒအားဩဃသာကတော်ချုပ်ဖင်ကတော်ရွေး၅ပါးသီလခံယူစောင့်တည်ခဲ့ကြပြီးဆရာတော်က63ကျိန်မြောက်အစိုးရပါ ပါဠိပထမပြန်ဆောင်မေးပွဲအတွက်အာယုံစွန်းနေစွန်းများဆက်ကက်လောင်းလို့ရခြင်းအတွက်ရရှိလာမည့်အကျိုးတရားများနဲ့အမှုမော်ဒနာတရားချီးမြှင့်ခဲ့ပါတယ်။ဆက်လက်၍မြို့မီမြို့ဖဦးစိုးမင်းက63ကြိမ်မြောက်အစိုးရပါဠိပထမပြန်ဆောင်မေးပွဲတွင်စွန်း၊ကွန်၊စင်းနှင့်ဝေယဝိစကိစ္စများအတွက်အလူရှင်စင်းများဖတ်ကြားတင်ပြခဲ့ပြီးမြို့နယ်တန်ခါနာယကဥက္ကဋ္ဌမှဏိကုံချုပ်အမစကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။